ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ22ရက်နေ့မနက်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံရေးလှုပ်ရှားသူများစီရီယံများကိုဖမ်းဆီးရန်အတွက်စစ်တပ်က PSMS application ကိုအဆင့်မြင့်တင်နေပြီးအမိပြက်စရင်သွင်းထားသူအရေးအတွက်ထတ်တူလောကယုံစာများပေါက်ကြားမှုကိုအလွယ်တကူစီစစ်ဖို့တော့အရေးယူနိုင်သည့်စနစ်လှုပ်ဆောင်ရန်ညွှန်ကြားရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အချမ်းဖက်စစ်ကောင်စီကအလိုရှိနေသောနိုင်ငံရေးလှုပ်ရှားသူများ CDN များနှင့်စစ်ပြေးရေးပြီးဖမ်းဆီးနိုင်ရေးအတွက် Person Scrutinization and Monitoring System PSMS application ကိုအစစ်မြင့်တင်ပြီးအမည်ပြဆက်ရင်သွင်းထားသူများ၏အရေးအတွက်ကိုလည်းထပ်တိုးရန်ညွှန်ကြားထားကြောင်းပြည်ထရေးဝန်ကြီးဌာနထံမှသိရပါသည်မြန်မာနိုင်ငံကောင်းဆောင်သောအမျိုးသားကောက်ွယ်ရေးနှင့် လုံခြုံရေးကောင်စီကလူမှုကွန်ရက်စောင့်ကြည့်မှုနှင့်စီမံခန့်ခွဲမှုစနစ် Person Screenization and Monitoring System PSMS application ကိုလုံခြုံရေးအဆင့်မြင့်တင်ခြင်းအမိဆက်ရင်းများထပ်တိုးခြင်းကိုယခုအောက်တိုဘာလအတွင်းလှုပ်ဆောင်ရန်ညွှန်ကြားထားကြောင်းအဆိုပါညွှန်ကြားချက်ကိုပြည်내နှင့်တိုင်းဒေသကြီးများအလုံးသို့ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်းအဓိကအားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထည့်ဖော်နေရခြင်းဖြစ်ကြောင်းသိရပါသည်စစ်တပ်ကအကောင့်ထည့်ဖွင့်နေသော Person Screenization and Monitoring System PSMS application တွင် ကနအူးလူဦးရေ9000ကျော်ကိုကနအူးထည့်သွင်းခဲ့ပြီးယခုအခါအရေးထွက်တိုးမြင့်လာခြင်းဖြစ်ပါတယ်။ရုရှားကအထူးကတာဝန်ယူရေးဆွဲပြီးတော့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးအဆိုပါ application မှာစစ်တပ်ရဲနှင့်လောက်ဝကများတီးတဲ့အသုံးပြုစစ်ဆေးရန်သားဖြစ်ကြောင်းစစ်ဆေးရေးကိညာလေးစိတ်ရေးစိတ်မြို့အဝင်ထွက်ကိညာနှင့်ကားကိညာရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များချွေအုပ်ရဲနှင့်လောက်ဝကများထံသို့ application များချထားပြီးကြောင်း အဆိုပါ application ကိုဝင်ရောက်ရန် key နဲ့ password များကိုစစ်ကောင်စီကတင်းကျပ်စီစစ်စွာချထားပြီးပြီး PSMS application အတွင်ရှိအချက်အလက်များကိုနေပြီးတော့ကတိုက်ရိုက်ထိန်းချုပ်ထားကြောင်းရှင် PSMS application နဲ့တွင်စစ်ကောင်စီကအလိုရှိနေသောနိုင်ငံရေးလှုပ်ရှားသူ CDN များနှင့်စစ်ပြေးရေးပညာကိုအဓိကဖန်ဆီးနေခြင်းဖြစ်ကြောင်းသိရပါတယ်စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်ထောင်ထုတ်လုပ်ထားသော PSMS application ကို၎င်းတို့အသိမှတ်ပြုထားသည့် ဖုန်းကွန်ပျူတာများတွင်သာဒေါင်းလုဒ်လုပ်နိုင်ပြီးအခြားကွန်ပျူတာနှင့်ဖုန်းများကကူးယူခြင်းမပြုနိုင်ပေလုံခြုံရေးအစီအမြင်ကြောင့်လက်တလောစစ်ကောင်စီကအလိုရှိနေသောလူ9000ဦးကိုအချက်လက်ကိုငေးစရင်ဖိုင်၉ပိုင်ဖြင့် Floodless အမည်ပြက်စရင်ဖိုင်ဟုအမည်ပေးထားကြောင်းသိရပါသည်ထို့ပြင်စစ်တပ်ကထုတ်ပြန်ညွှန်ကြားနေသော လှုပ်ဝက်ရုံးဆောင်များကိုခေတ်သစ်သတင်းဌာနအပါဝင်လူမှုကွန်ရက်တို့ပေါက်ကြားနေမှုများနဲ့ပတ်သက်၍လွယ်ကူစွာစစ်ဆေးဖော်ထုတ်နိုင်သောစနစ်ကိုလည်းပြည်ထရေးဝန်ကြီးဌာနကဥဆောင်ပြီးအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ရန်လည်းညွှန်ကြားထားကြောင်းသိရှိရပါသည်။အခုရုံးစာတွေကဌာနတွေကိုပေးပို့တဲ့အခါမမြင်နိုင်တဲ့လှုပ်ဝက်ကုတ်တွေခန်းန်းတွေထည့်သွင်းဖို့လုပ်နေတာရှိတယ်။တကယ်လို့ရုံးစာကိုဓာတ်ပုံရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်ရင်အဲ့ဒီမမြင်နိုင်တဲ့လှုပ်ဝက်ကုတ်ခန်းန်းတွေကို ဖော်ပြီးဘယ်ဌာနကပြက်နာလဲဆိုတာကိုဖော်ထုတ်နိုင်ဖို့လုပ်နေတာတွေရှိတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်အကြံဖတ်မင်းအောင်လိုက်ကစစ်တပ်နှင့်ဌာနဆိုင်ရာသတင်းများပေါက်ကြားမှုနဲ့ပတ်သက်၍ပြင်းပြင်းထန်ထန်ဖော်ထုတ်အရေးယူရန်2021ခုနှစ်စစ်အာဏာသိမ်းချိန်ကလေးကညွှန်ကြားခဲ့တော့လေယနေ့အထိရှင်းတို့ပေါက်ကြားမှုများကိုစစ်တပ်ကထိရောက်စွာတားဆီးနိုင်ခြင်းမရှိသေးကြောင်းနေပြီးတော့သတင်းရင်းမြစ်များထံမှသိရပါတယ်ဆလပီကော့ကရိတ်မြောက်ပိုင်းကခြေရွာတွေကိုစစ်တပ်ဇက်တိုက်ပုံချဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ။ကရင်ပြည်နယ်ကော့ကရိတ်မြောက်ပိုင်းကကြီးပါရီကိုစစ်ကော်မရှင်တပ်လေးချောင်းဖုံးကျဲတိုက်ခိုက်တာရီဇက်တိုက်လုဆောင်နေတဲ့အတွက်ဖုံးကြီးချောင်းနဲ့နေအိမ်အဆောက်အဦတွေဘုံထိမှန်ခဲ့ပြီးမိလောင်ပြက်စီးခဲ့တယ်လို့ဒေသခံတွေကသတင်းစာနာကိုပြောပါရယ်။ကော့ကရိတ်မြောက်ပိုင်း KNU တပ်မဟာခွနစ်နေမြေတဲမှာရှိတဲ့ကျေးရွာတွေတဲကိုစစ်ကော်မရှင်တပ် BGF ဘူပီဦးဆောင်တဲ့ခွဲထွက် DKB ရဲ့အဖွဲ့တို့ပူးပေါင်းပြီးစစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အပြင်လေကြောင်းကနေလည်းဘုံကျဲတိုက်ခိုက်တာတွေမကြာခဏလောက်ဆောင်နေတယ်လို့နေမြေကန်သတင်းရှင်းမြစ်တွေကဆိုပါတယ် အော်တိုဘာလ20ရက်နေ့ညနေ3:00နာရီကျော်အချိန်လောက်မှာကော့ကရိတ်မြို့နယ်မြောက်ဘက်ပိုင်းတီဖိုးဆန်ကော့ဖန်ရက်နှောင်းမီမိဖာလေစတဲ့ခြေရွာတဝိုက်ကိုစစ်ကော်မရှင်တပ်ကလေရင်နှစီနဲ့လာရောက်ပြန်ဝဲပြီးဘုံကျဲချတိုက်ခိုက်ခဲ့ရာတီဖိုးဆန်ရွာကဘုံကြီးချောင်းနဲ့နေအိမ်ချို့ထိခိုက်ပျက်စီးသွားတယ်လို့နေမီကန်တရင်ရင်းမြစ်တွေစီကသိရပါတယ်စစ်ကော်မရှင်တပ်ကလေချောင်းဘုံကျဲတိုက်ခိုက်တဲ့နေရာတွေဟာတိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲနဲ့ခြေရွာတွေအပေါ်ပြစ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တာလို့နေမီကန်တွေကဆိုကြပါတယ် စစ်ကောမရှင်တက်ဟာအောက်တိုဘာ6ရက်နေ့ကခေါခရိတ်မြောက်ပိုင်းကနှစ်ဘူးခေါခရိတ်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက်အဲဒီလမ်းပိုင်းအနီးကမြပတ်တိုင်းနောက်မီနန်းကော်တီစတဲ့ကျေးရွာတွေမှာစစ်ကြောင်းထိုးလာနေကြရာ KNL တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ဒါပြင်စစ်ကောမရှင်တက်ဟာခေါခရိတ်မြို့မြောက်ပန်းမြောက်ဝရီခေါခရိတ်ဒေါနာတောင်ပေါ်လက်ဟောင်းဘက်ကိုလည်းစစ်ကြောင်းထိုးလာနေပြီးအခုလက်ရှိမှာမြန်မာစစ်ကော်မရှင်တပ်စစ်ကြောင်းဟာနောင်နိုင်ရန်ကုန်ကြီးရွာလမ်းဘက်မှာတပ်ဆွဲထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ် ကော့ကရိတ်မြောက်ပိုင်းကကြေးရွာတွေတဲကိုစစ်ကြောင်းထိုးပွင့်ရောက်လာတဲ့စစ်ကော်မရှင်တန်း BGF ခွဲထွက် DKBA ပူးပေါင်းစစ်ကြောင်းတို့ဟာဒေသခံတွေကိုဖမ်းဆီးတာတွေရှိနေတယ်လို့ဒေသခံတွေရဲ့နေအိမ်တွေကိုလည်းဖျက်ဆီးပြီးဖြစ်စည်းတွေယူဆောင်နေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။